မင်္ဂလာပါရှင်။ရန်ကုန်ခစ်တစ် TV Channel ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အင်းတော်မျိုးမထွက်ပြေးသွားတဲ့တမ89တမမှုနဲ့အဖွဲ့ကိုကတားမှာဖမ်းမိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းကတားမျိုးနဲ့အင်းတော်မျိုးတင်တိုက်ပွဲမှာထွက်ပြေးသွားတဲ့တမ89တမမှုနဲ့အဖွဲ့ကိုကတားမျိုးနဲ့မှာဖမ်းဆီးရမိကြောင်းသိရပါရယ်။မျိုးသိန်းတိုက်ပွဲအတွင်းစကန်းဆော့ကထွက်ပြေးသွားတဲ့တမမှုနဲ့အဖွဲ့ကိုကတားမျိုးမှာတော်လိုင်းပူပေါင်းဖွဲ့တွေကဖမ်းဆီးရမိထားကြောင်းစစ်ရေးတရင်အင်းမြင့်စီကသိရပါရယ်။ဖမ်းထားတာဟုတ်တယ်။နောက်ဆက်တွဲတွေလည်းမသိရ သေးဘူးလို့စည်ရီသတင်းအရင်းမြစ်ကသတင်းဌာနကိုအတည်ပြုပြောကြားပါရင်တော်လိုင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ AP 9ရက်ည9နိုင်ကအင်းတော်မျိုးရှင်တမ89ရှိလန်းဌာနချုပ်အခြေစိုက်ထားတဲ့ဂျပန်လိုင်းကူကုန်းကိုတိုက်ခိုက်ပြီးမြို့ကိုထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်နဲ့လက်နက်ခဲယမ်းများပြားကိုပါတင်ဆက်ရမိပြီးတင်ဆက်ရမိတဲ့လက်နက်ခဲယမ်းတွေကိုအင်ပြရှင်ရဲ့နေမှာမြို့သားညီညွတ်ရေးဆိုရာ NUG ကာဝေးဝင်ကြီးဌာန MOD ကထုတ်ပြန်ခဲ့ပါတယ်။အင်းတော်မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီကနေကြာမှနေပြီးအပြင်အထံကုကံတိုက်ခိုက်ခဲ့ပြီးမြို့ကိုသိမ်းပိုက်ပြီးနောက်မှာလည်းလေကြောင်းမှလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတောင်သားမှစစ်တပ်ကစက်တပ်နေဒီနဲ့ပုံကျဲတိုက်ခိုက်ပြီးကံဘလူးမှစစ်ကြောင်းထုတ်နေတဲ့စစ်တပ်ကပစ်ခတ်မှုတွေစတိုင်လုံးနေတဲ့အတွက်ပြည်သူတအုပ်တန်ရာရတဲ့ ကြောင့်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်သားမြို့နယ်ရှိကျေးရွာတရွာကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်နေဒီနဲ့ပုံချဲတိုက်ခိုက်ခဲ့ကြောင်းတောင်သားမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ်။အေဘီလ9ရက်မနက်9:40ကုန်ကန်ချိန်အကြမ်းဖက်စစ်တပ်ကတောင်သားမြို့နယ်တောင်ကျန်းရှိကျေးရွာတွေကိုစစ်တပ်လေဒီနဲ့ပုံချဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့နေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးပေနေအိမ်များထိခိုက်ပျက်စီးမှုမရှိကြောင်းသိရပါတယ်။ဒါပြင်စကိုင်းတိုင်းကမ်းပလူမျိုးနယ်မှာအကြမ်းဖက်စ စစ်တပ်စစ်ကြောင်းကကျင်းရွာတွင်ကိုဝင်ရောက်စီးနှင်ပစ်ခတ်ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတောင်ကပြောပါတယ်။အီပီလာကိုရန်နေမနက်ရှင်နိုင်ကမ်းမှာကမ်းဘလူးမျိုးနဲ့ကိုတောင်ရွာဘူးမှအထိုင်ချထားတဲ့အကြံဖက်စက်ကောင်စီတပ်သားများကကမ်းဘလူးမျိုးနဲ့အရှိမြောက်ဘက်ကိုစစ်ကြောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းကဘာဖိုးစီတောင်နီးမှာလေလုံနေတဲ့ပြည်သူတွေကိုရန်တမ်းပစ်ခတ်တာကြောင့်ကိုင်းမရွာမှပြည်သူတောင်ကြီးထိမှန်တန်ရာရခဲ့ကြောင်းသိရပါတယ်။လက်ရှိအချိန်အကြံဖက်စစ်တပ်စစ်ကြောင်းကကမ်းဘလူးမျိုးနဲ့ကိုတောင်ဘူးရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုံးအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ KIA ဝန်နဲ့ PS တန်လက် DNL ကြားနေမြင့်အငင်းပွားမှုတွဲညီနိုင်ဆွေးနွေးမှုစတင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ KIA ဝန်နဲ့ PS တန်လက် DNL တို့အကြားနေမြင့်အငင်းပွားမှုနဲ့ပတ်သက်ပြီးညီနိုင်ဆွေးနွေးမှုစတင်ပြီးဖြစ်ကြောင်း KIA ကိုဒုတိယဥက္ကဋ္ဌဒုတိယပို့ချုပ်ကြီးပိုကွမ်မော်ကလူမှုကွန်ရက်မှာတစင်အသိပေးပါရယ်။ AB လ9ရက်နေ့မှာ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာတစင်မြစ်တိုင်းရက်ခတ်ခြင်းကောင်းစဉ်နဲ့အသိပေးထားတာဖြစ်ပြီးဒေသရင်းရှိပြည်သူများနဲ့မီဒီယာများအနေနဲ့အပြုသဘ ဘောဆောင်တဲ့ကုညီမှုတွေပံ့ပိုးပေးကြဖို့၎င်းကမြစ်တိုင်းရခန့်ထားပါတယ်။ KIO နဲ့ PSLF DNL နှစ်ဘွဲစုနှစ်ဘွဲအတွက်ရှေ့ပြေးညီနိုင်ကြီးတွေစတင်နေပြီဖြစ်ကြောင်းသက်ဆိုင်ရာဒေသတွင်ရှိမိပါပြည်သူများနားလည်ကုညီပေးကြဖို့နဲ့အွန်လိုင်းသုံးစွဲသူများမီဒီယာများအကြံ ပြီးထောက်ပြလို့သူများထံမှလည်းအပြုသဘောဆောင်တဲ့ကုညီပံ့ပိုးမှုတွေကိုမျှော်လင့်ကြောင်းဒုတိယပို့ချုပ်ကြီးခွမ်မော်ကပြောဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခမ်းမန်တုံနတ်ခမ်းမိုးမိတ်စားတဲ့မြို့နယ်မှာ KIO, KNI နဲ့ PSL နဲ့ DNL တို့အကြားနေမြေအငင်းပွားမှုဖြစ်ပွားခဲ့ပြီးအောက်ခြေတပ်ဖွဲ့ဝင်အချင်းချင်းတိုးကျဉ်ရိုက်နှက်မှုဖြစ်တဲ့အထိတပြေးပြေးပြင်းထန်လာကြတာဖြစ်ပါတယ်။ ဆက်လက်ပြီးမန္တလေးဥပိုလ်တော်မှာငလင်းကြောင့်ပြိုကျသွားတဲ့အဆောင်ပြစီများအကြာတန်ရရအကျဉ်းသားတွေကိုဖြစ်တယ်လို့ထားကစေကုတာမပြီးတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မန္တလေးဥပိုလ်တော်မှာမလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ပြိုကျသွားတဲ့အဆောင်ပြစီများအကြာတန်ရရထားတဲ့အကျဉ်းသားတွေကိုဖြစ်တယ်လို့ထားကစေကုတာမပြီးကြောင် အချင်းဦးစည်းဒါနာနဲ့နှိစက်တဲ့တရင်ရင်မြတွေကပြောပါရယ်အိုဘိုတာမငလင်ကြောင့်ပြိုကျသွားတဲ့တိုက်ပျို့တွေကိုလည်းရှင်းလင်းပြေခြင်းမရှိသလိုပြိုလူစေစင်အဆောင်များလည်းရှိနေပြီးအချင်းသားတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခြင်းလည်းမရှိကြောင်းအဆောင်များပြိုကျမှုကြောင့်နိုင်ငံအချင်းသားများအပါအဝင်အချင်းသားများတည်ဆောက်မှုရှိပြီးတရားရရှိသူများလည်းရှိကြောင်းတရားရရှိသူများကိုလည်းစေကုသမပေးဘဲဖြစ်သလိုထားရှိကြောင်းသိရပါရယ်နောက်တစ်ခါငလင်လာရင်ပြိုလူစေစင်အဆောင်အောက်ကလူတွေအကုန်လုံးနှိပါတည်ကုန်မှာအချင်းသားတွေကလောလောဆယ်မှာမိုးကာရဲ့စေဝါရဲ့အဓိကလိုအပ်နေပါတယ်လို့အိုဘိုအချင်း ောင်းတဲ့နိစက်သူတအုပ်ကပြောပါရယ်ငလင်းကြောင်ထိခိုက်ထားတဲ့အဆောင်များအလုံးကအချိန်မီဖြူချနိုင်တဲ့အန်ဒီယရှိနေပြင်လက်ရှိငလင်းကြောင်ဖြူချနေတဲ့အဆောင်များကလွဲပြီးတိန်းဆောင်နေတဲ့အဆောင်များတိုင်များမှာအကျဉ်းသားတွေကိုဆက်လက်ထားရှိနေကြောင်းစေဝါမလုံလောက်တဲ့အခြေအနေမျိုးရှိနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNN ရဲ့ဦးဆောင်ကော်မတီဝင်ကိုတိုင်ထုံးစီကတင်ရပါရယ်အထူးသဖြင့်ပြင်ပစင်ရုံကိုကူတာဖို့လိုအပ်သူတွေကပြင်ပစင်ရုံကိုကူတာခွင့်မရတဲ့အခြေအနေမျိုးဖြစ်နေပါတယ်လို့ကိုတိုင်ထုံးကသတင်းဌာနကိုပြောပါရယ်မလ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့ငလ လင်းကြောင်းဦးဘိုတောင်ရှိအမျိုးသမီးဆောင်တင့်နဲ့အဆောင်နှစ်တို့ပြူကြခဲ့တဲ့အတွက်နိုင်ငံရေးအကျဉ်းသူများဖြစ်ကြတဲ့မမိုးသူစာခိုင်ဒေါ်လင်းလင်းဆို တော်ကင်အောင်ရွှေမက်ကီကီဝင်းမပပဝင်းမဖူးဝဝေတို့တည်ဆောင်ခဲ့ပြီးစုစုပေါင်းလူဆန္ဒဦးတည်ဆောင်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPN နိုင်ငံရဲ့တရင်ထုတ်ပြန်ကြေညာတင်ရပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ အင်းတော်မျိုးသိန်းတပ်ပွဲပါဝင်တဲ့ရေဖို့ရင်းအောင်ပွဲခံမှုကို APSDF ထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းအင်းတော်မျိုးသိန်းတပ်ပွဲမှာပါဝင်ခဲ့တဲ့ကြောင်းသားတပ်မတော် APSDF တပ်ဖွဲ့ဝင်တွေရဲ့အောင်ပွဲခံမှတ်တမ်းကို APSDF က ဧပြီလ9ရက်နေ့မှာထုတ်ပြန်ပါတယ်အင်းတော်မျိုးသိန်းတိုက်ပွဲကိုအမတ်တင်စစ်ဒေသအစည်းအဝေးနဲ့2024ဩဂုတ်ကစတင်ပြီးတော်လိုင်းပူပေါင်းတပ်တွေရဆင်းနေကြရာ APSDL နဲ့ပူပေါင်းတပ်ဖွဲ့မှပါဝင်ခဲ့ပါတယ် APSDL ရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာတိုက်ပွဲသတင်းအသေးစိတ်ဖော်ပြမှထားပြီး APSDL ရဲ့အမတ်3စစ်ကြောင်းတပ်ရင်14တပ်ဖွဲ့ဝင်အချို့ကသိမ်းပိုင်ရရှိထားတဲ့စစ်ကောင်စီရဲ့ဟောင်းဝန်စာအမြောက်တွေနဲ့တူအောင်ပွဲခန့်နေမှုမှတ်တမ်းကိုထုတ်ပြန်ပါတယ်အဲ့ဒီတိုက်ပွဲမှာဟောင်းဝန်စာ2လက်120မမ2လက်အပါအဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခရရန်မိကြောင်အများအများသိမ်းပိုင်ရရှိကြ ောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်စီဌာနကအတည်ပြုထားပါတယ်။ဒါအပြင်စစ်တုံးပန်းများလည်းဖမ်းမိထားကြောင်းပူပေါင်းတပ်ဖွဲ့ပါဝင်တဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကအတည်ပြုထားပါတယ်။ဒါအပြင်အင်းတော်မျိုးသိမ်းတိုက်ပွဲမှာထွက်ပြေးသွားတဲ့စစ်ကောင်စီရဲ့အမှတ်89ချင်းမြတ်တပ်မဌာနချုပ်တပ်မမှုနယ်ဖွဲ့ကိုတော်လိုင်းတပ်ဖွဲ့တွေကကတ္တာမျိုးနယ်မှာပြန်ဖမ်းမိထားပါတယ်။ အင်းတော်မျိုးသိန်းစစ်စင်ကိုမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနအမတ်တစ်စတီတာကိုကဲမှုနဲ့ပြည်သူကာကွယ်တမတော် PDF ကတာခိုင်အမတ်တစ်တန်ရင်မတ်နှစ်တန်ရင်မတ်သုံးတန်ရင်မတ်လေးတန်ရင်ကတာခိုင်အထုလှရှာတက်ခွဲအမတ်တစ်အထုလှရှာတန်ရင် SR1 အမတ်30အထုလှရှာတန်ရင် SR10 အင်းတော်ပါကဘာဗမောက်ပါကဖာကတာပါကဖာကတာခိုင်ပါကဖာအမတ်နှစ်ရွှေဘူခိုင်ကိုကင်ပြင်းဦးနေခိုင်အမတ်900ကို930 900စနစ်တန်ရင်ပြင်းဦးနေခိုင်အမတ်10နှစ်တန်ရင်ចောင်းသားတက်မတော် EBSD တန်ရင်17 14 KI ိုင်တပ်မကူမှအထူးစစ်ကြောင်းမိုးညင်းကီပီဒီအက်ကလေးခရိုင်မှ30တရင် rocket တပ်ဖွဲ့ drone ပူပေါင်းတပ်ဖွဲ့ MOD drone force ABSDK2SR1 MN 1849ဒရုန်တပ်ဖွဲ့ကမ်ဘလူခရိုင်ဒရုန်တပ်ဖွဲ့ကတာခရိုင်လက်နက်ကြီးဖွဲ့မြင့်ချက်ခရိုင်ကွန်မန်ဒိုတပ်ဖွဲ့တို့ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့တပိတ်ချင်း9မိုင်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်အုပ်စုကနေစဉ်လေးကြောင်းတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်9မိုင်ကျေးရွာတော်ကတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်အုပ်စုကနေကြောင်းဖုံးကျဲတိုက်ခိုက်တာတွေနေစဉ်ရက်ဆက်တလက်ဆက်ပြည်လုံးနေတယ်လို့ဒေါ်လန်အင်အားစုတွေကပြောပါတယ်။တပိတ်ချင်းမြို့အပါဝင်တပိတ်ချင်းနယ်ကစစ်ကန်နေကိုပြီးခဲ့တဲ့2024နှစ်လပိုင်းမှာဒေါ်လန်တပ်တွေကသိမ်းပိုင်နိုင် ခဲ့ပြီးမြေခွန်မိုင်ရွာနဲ့တွင်းငယ်ရာနီးကစစ်ကန်တွေကို အပီးသက်မသိမ့်ပိုင်နိုင်သေးပဲကြန့်ရှိနေတာဖြစ်ပါတယ်။ခွန်မိုင်ရွာနဲ့တွင်းငယ်ရာနီးကလက်ကျန်စစ်ကန်တွေကိုတွန်လိုက်တက်တွင်ကပိတ်ဆို့တာရနှစ်ဖက်ပြကတ်မှုတွေနေစဉ်နေပါရှိပြီးလက်ရှိမှာတော့စေအုပ်စုကနေချောင်းကနေအင်အားဖြည့်ကဖောက်ထွက်ဖို့ကြိုးစားနေတယ်လို့ရခုရက်ပိုင်းမှာပြကတ်မှုတွေပုံမပြင်းထန်လာတယ်လို့တွန်လိုက်အင်အားစုတွေကပြောပါတယ်။အခုရက်ပိုင်းတွင်းငယ်ရာဘက်မှာတိုက်ပွဲညင်နေပြီးခွန်မိုင်ကျေးရွာဘက်မှာတော့စေအုပ်စုကလေးရင်နဲ့ပုံချေးတာလက်နက်ကြီးနဲ့ပြစ်တာမြေပြင်ထိုးစစ်တေဆင်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဖက်အထိကတွေ့ရှိရလို့ပြည်သူလူမျိုးရေးတမတော် PLN အထွေထွေတွင်ရင်မှုရဲပေါ်နေနီကျော်ကပြောပါတယ်ဒီခုနမိုင်ဘက်ကလည်းသူတို့ဟိုတနေရာမှာဖုန်းနဲ့နှလုံးလာချဲသွားတယ်နှလုံးလာချသွားတယ်အဲ့လိုသိရတယ်နောက်ပြီးတော့ကျမတို့ကရုတ်ကျင်းထဲမှာရှိရဲရဲပေါ်တွေပေါ့နော်ဘန်ကားထဲမှာရှိရဲရဲပေါ်တွေကိုသူတို့ဘက်ကလက်နက်ကြီးတွေနဲ့လှမ်းထူလို့ကျမတို့ရဲပေါ်တရားမှအထိကတော့ ကျမတို့ရဲဘော်တင်ရောက်အထီးကိုက်တော့ဖြစ်သွားတယ်အဲ့လိုပေါ့နော်သူတို့ဘက်ကတော့ထိုးစစ်တွေဆင်လာတာရှိရင်အဲ့ဒီတော့အခုသူတို့အပြစ်ခံရထားပြီးရနောက်ပိုင်းမှာမှသူတို့ဒီဟာတွေဆက်ဖြစ်နေရဆက်ဖြစ်နေတော့ခုနမိုင်ဘက်မှာတော့နည်းနည်းအခြေအနေပိုဆိုးနေရတွင်းငယ်ဘက်မှာလောလောဆယ်ငြိမ်းနေတယ်ဒါပေမဲ့အမြဲတတိနဲ့နေနေရတယ်အဲ့ဒီတော့မန္တလေးတိုင်းထဲမှာကိုဒါတပိတ်ချင်းထဲမှာကိုတွင်းငိုင်းခုနမိုင်နောက်မဒရာဘက်မှာပေါ့မဒရာအရှိချမ်းဘက်မှာလည်းသူတို့လာပြီးတော့တိုက်ခိုက်နေတာရှိနေကျမတို့ရဲဘော်တွေနဲ့တပ်ပေါင်းစုနဲ့ပေါ့နော်အဲ့ဒါတွေလာပြီးတော့သူတို့ရှမ်းလို့ပြီးတော့တိုက်ခိုက်နေတာရှိရဲ့လို့ PL အထွေ ွထွေအတွင်ရမှုရဲပေါ်နေနီကျော်ကပြောပါရယ်ကွန်မိုင်းယွာနီတိုက်ပွဲရီမှာစေအုပ်စုကနေစဉ်လေးချပုံကျဲတိုက်ခိုက်နေပြီးပုံထီလိုတော်လိုင်းအင်အားစုတွေဘက်ကထိခိုက်ကြဆုံမှုတွေရှိရလို့ဆိုပါတယ်တိုက်ပွဲကတော့တောက်လျှောက်ဖြစ်နေတာရှေးလမလ9ရက်နေ့ကလေးကတိုက်ပွဲတွေကဟိုဘက်ကပြန်စစ်ကြောင်းထိုးလာတဲ့ဟိုဘက်ကမနာဘူးဖြစ်နေတာလို့မြေပြင်ရဲဘော်တောင်ကပြောပါတယ်တပိတ်ချင်းမျိုးနဲ့ကွန်မိုင်းချင်းယွာနီမှာစေအုပ်စုရဲ့စာခတာနှစ်ခေါ်စေအခြေခံလေးချင်းရဲ့တက်ကြောင်ကြီးနီးပညာတက်နေတွင်းငယ်ချင်းယွာနီမှာ တတကစက်တုံးခေါ်စစ်တပ်တမ်းမြင့်လေးချင်းအကြောင်းတွေတင်ယူဖို့ကြံရှိနေတာဖြစ်ပြီးအဲ့ဒီတက်ထဲနေစေအုပ်စုကလေးချောင်းပြစ်ကိုအားကိုနဲ့ခုခံနေတလို့စင်ကူမိုးကုန်းနဲ့တပိတ်ချင်းနဲ့မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေကနေထွက်ပြေးနေစေအုပ်စုနဲ့ပြူတွေလည်းအဲ့ဒီခုနှစ်မိုင်နဲ့တွင်းငယ်နီးကလက်ကျန်စစ်ကန်းနေတဲ့ ပြည်ဝင်ခိုးအောင်ကုကန်နေတာလို့ဆိုပါရယ်တိုက်ပွဲတွေအတွင်းစေအုပ်စုကနေချောင်းဖုံးကျဲတယ်လို့မြေပြင်ကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြက်ခတ်နေတာကြောင့်အနီးဝန်းကျင်ကြီးရွာစိန်ရွာကျော်ကပြည်သူတွေထွက်ပြေးနေရတာရှစ်လကျော်ကြာမြင့်နေပြီဖြစ်ပါရယ်စေအုပ်စုကတွင်းငယ်ကိုရွာလုံးကျွတ်နေပါမရှိို့ဖြက်စီပြီးတယ်လို့ရင်းညာဦးကျင်းရွာကအင်ဂျင်၄၀ခန်းကိုလည်းပြီးခဲ့တဲ့လအတွင်းဒရုန်းနဲ့ဖုံးကျဲကမရှိို့ဖြက်စီခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်။